တကယ်လို့များပေါ့နော်ဒီတူမာလေးကိုခေဟာတွေဘာတွေကနေပြီးတော့မွေးစားမယ်ဆိုရင်ခေါ်ရင်ရောဟုတ်ပါဘူးဒီမှာချက်ပြီးလို့မရတော့ဒီကမင်းလိုက်တယ်အလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခွန်မိုးဒီပါဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အိုင်တရာကိုကြီးကဦးလေးနဲ့တူနေရတဲ့မတန်ဆန်းတဲ့ဒီအမတရားကိုတွားရောက်ပြီးလူရန်ကူညီတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျာ အဲဒါကတော့ကျွန်တော်တို့ဗောနော်ရန်ကုန်တိုင်းတွန်တေးမြို့နယ်ဒီကံဘက်လမ်းဆုံဗောနော်ဒီလမ်းဆုံမှာရှိတဲ့ဒါကဒီမှာဒါကဦးလေးနော်အဲဒီသူကြီးနှစ်ယောက်ကဒီမှာနေတာပါနော်သူရမိဘရောလောဆယ်မရှိတော့ဘူးသူကမတန်ဆွမ်းတယောက်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဒါလိုအပ်တာလေးတွေကူညီပေးဖို့ရောက်လာတာဖြစ်ပါတယ်။ဘာလို့လိုအပ်တာရှိလဲ။အာစကားမပြောတတ်ဘူး။အဲဟာဟုတ်ကဲ့ အဒါအခုပေါ့နော်ဒါကတော့ဟိုကလေးမလေးကတော့စကားတိတ်မပြောအသက်ကတော့ဒါ30ဝန်းကျင်ရှိပါပြီနော်အဲအဲတကားအဲနော်ဒါကတော့ဒီအိမ်လေးကလည်းဒါမကြခင်ဆိုရင်တော့လမ်းနယ်နမိတ်ကြောင့်တိတ်ပြီးတော့ဟိုမတည်ကြတော့ဘူးပေါ့နော်ကျွန်တော်ဒါမတည်ကြတော့လို့ကြားတယ်တီးကြတော့ကျွန်တော်လည်းမတည်ဘူးအဲဒီကကဒီမှာဖြစ်ချင်တာကတော့ဒီကလေးမလေးရဲ့ဇာဝင်းနေလေကျမ်းမာရေးလေဟိုအဓိကအချက်ကဒီကလေးမလေးပေါ့နော် ီ KR လိုမျိုးပေါ့နော်သူတို့ဒီမတန်ဆွမ်းမျိုးသမီးတွေစောင့်ရှောက်တဲ့ KR လိုမျိုးနေရာလေးတွေကိုဒါဆက်သွယ်ပြီးနော်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဗျအဲ့ဒီ KR တွေရတယ်နော်နော်အဲအဲ့မှာနေကျင်လားနေကျင်တယ်နော်အဲ့လို KR လေးတွေမှာနေကျင်တယ်ပေါ့နော်အဲ့တော့ဒီ KR လေးတွေဆက်သွယ်ရှိတဲ့မိသားစုတွေနော်ဒီ KR က KR ကတာဝန်ရှိတဲ့လူတွေတွေ့လို့ရှိရင်လည်းကျွန်တော်တို့တစ်ချက်လောက်ဒါလေးကိုကူညီဆောင်ရွက်ပေးလို့ရပါတယ်လို့နော်အဲ့လက်တလုံးကတော့ဟိုဟာ ဒါကဒါဥလေးနဲ့နေနေတာအဲဒါတူမလေးနော်음ဒီလေသမေးသားပြလိုက်လားအပူပါ့ဘာနဲ့သားပါဘာနဲ့သားလဲဟိုကနေဇယူဟိုနဲ့လာဘူးကဒါအဲချက်ချက်ချက်လာဘူးအဲချက်လာလာဘောနော်ဟာချက်လာတူမလေးကိုအဲနေတော့ဟုတ်အဲချစ်တာပါနော်။ဟောပါသမီးနဲ့ရောက်စီကသမီးရ။ဟဲ့လား။ဟာ။သူနှစ်ပါးချမ်းသာငါမျိုးကချမ်းကြောက်နေရ။အဲဟုတ်ကဲ့ဟုတ်ကဲ့။ဈေးဈေးနဲ့တို့ပါ။ရချက်ပါဈေးဈေးချရငါသမီး။ဟာဟုတ်ကဲ့ဟုတ်ကဲ့။ တကယ်လို့များပေါ့နော်ဒီပူမာလေးကိုကေဟာဒီဘာဒီကနေပြီးတော့မွေးစားမယ်ဆိုရင်ခေါ်ရင်ရောရောဒီမှာချက်ပြီးလို့ဘုရားတော့ကြားကမြဲလိုက်ဟမ်ခွေးချီလာလက်လာမယ်ဒါဘောဒါဘောဒါဘောဟုတ်ကဲ့ပါဒါကျွန်တော်ပြရလို့ကင်မရာမှာရှိသေးတယ်အဲဟဲ့ဟိုက်ကြောက်ဝင်ဆိုင်ရအဲ့သူ့အမေရဲ့မောင်ဒါအလူဝင်သုံးသိန်းလူခဲ့ပေးမယ်အဲနော်အဲကြောက်လား ပြောတယ်အဲနော်အဲနော်ဒါကကျွန်တော်တို့ဒီမောင်တပ်ပိုင်ဖြိုထိုင်းနိုင်ငံ22နှစ်ပြည့်မွေးနေ့အတွက်ဆိုပြီးတော့လူလာတဲ့လူငွေတသိန်းခွဲရေနောက်ပြီးတော့ကိုအောင်စောမိသားစုကနေပြီးတော့လူငွေ9000ရေနောက်ပြီးတော့ကျွန်တော်ကိုခန့်နဲ့တငယ်ချင်းများဆိုပြီးတော့ဗောနော်ဒီဟိုညီကိုတွေကနေစုပေါင်းပြီးတော့လူလာတာတသိန်းအလုံးပေါင်းကျွန်တော်တို့အလူငွေ3သိန်းဗောနော်3သိန်းဒီဒီတူကြီးတွေလောဆယ်စာဝတ်နေဖြည့်ရှင်းလို့ရအောင်ဆိုပြီးတော့ဒါကလူပေးခဲ့တာဗောနော်လက်ရှိသူတို့စာဝတ်နေကိုဘယ်လိုဖြည့်ရှင်းနေလဲဆိုတော့ ဒီပဝင်းကျင်အနီးနားတဝက်ကောင်အတိမိတ်ရေတချို့အောင်ဒီမှာလာရောက်ပြီးတော့ကျွေးတာလေးတွေသူတို့စားရတယ်ဘောနော်ကျွေးတာစားရတယ်အဲဒီဟိုလက်ရှိနေတာကတော့ဒီမှာရှိနေတဲ့အတိုင်းလေးပဲနေနေရပါဘောနော်ဒါပေမဲ့ဒီကမတေချာတော့ဘူးနော်အဲဒီကမတေချာတော့တဲ့အတွက်ကိုဒီကချိန်ကာလမကြာခင်မှာဒီကလေးကဖယ်ပေးရမယ့်ပုံစံရှိတယ်ဗျ

ဒီဗီဒီယိုကတော့လိုင်းသားရကိုကြီးတွားရောက်လူတန်းတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျာအခုလိုစိတ်ထားကတကယ်ကိုမမမျက်လာပါတယ်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအခုလိုစိတ်ထားမမျက်ပြီးအများကျိုးအတွက်ထမ်းဆောင်ရတဲ့လူတွေအများကြီးလိုအပ်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ဒီပြန်လည်ဆောင်ပေးကြမယ်ဗျာ